မယ်။တမတော်မှာအလေငိုက်တိုက်ခိုက်ခံလိုက်ရသဖြင့်ဖုံရှူဘူးဟာထုတ်သုံးလိုက်ရတဲ့။သတင်းအပြည့်စုံကဒီလိုဗျ။ရေစကြိုးကရေလေကျွန်းကိုပဒတ်အနှံ့ရလို့လက်ဦးမူရအောင်သွားကင်မယ်ဆိုပြီးဘူကြီးဖိုးလက်နဲ့အင်အား200ကျော်ပါစစ်ကြောင်းကိုဘူကြီးဖိုးလက်ကိုတိုင်တီတီချာချာဘူဟာဆွဲပြီး equipment အပြည့်စုံနဲ့ February လ26ရက်နေ့မနက်ဝေလီဝေလင်းအချိန်မှာစစ်ကြောင်းဆတ်ထွက်လာခဲ့တယ် ဒီတခါတော့ပေါ်တာစစ်သားတွေမပါပဲတကယ်အမာခံစစ်တီတွေကြီးပဲဆိုတော့အင်းအားနေရာကျော်ပါစစ်ချောင်းဆိုတော့အကုန်လုံးကယုံကြည်မှုအပြည့်နဲ့ပေါ့စစ်ချောင်းဆတ်ထွက်ပြီးနှစ်နာရီလောက်ကြာနနက်၈နာရီလောက်မှာရည်စကြိုမြို့နယ်ချင်းနှွေးမြစ်အရှိတ်ကမ်းမှာမြင်းကြံ Black Tiger နဲ့မဟာမိတ်ညီနောင်အဖွဲ့တွေရဲ့ဂျာပြတ်တိုက်ခိုက်ခြင်းကိုစက္ခံရတယ်ဒီတခါတက်မတော်စစ်ချောင်းကလည်းဘူကြီးဖိုးလက်ရဲ့ တေးသေးချာချာဘျူဟာဆွဲထားတဲ့စစ်ကြောင်းဆိုတော့ခြုံခိုးတိုက်ခိုက်ခံရတာတိတိကျဲမှာပဲလမ်းဘေးနှစ်ဖက်ကမြောင်းတဲကိုအလင်းအမြန်နေရာယူဖို့ခုံစင်းသွားကြတယ်ဖြစ်ချင်တော့မြောင်းထဲမှာဘေကလေးကထောင်ထားမှမသိတဲ့မိုင်းကိုနင်းမိပြီတပ်သား၅ယောက်လေပေါ်မြောက်တက်သွားပြီးတက်ပြောက်သွားကြတယ်အဲ့ဒီမြင်ကွင်းကိုမြင်သွားတဲ့ဘူကြီးဖိုးလက်ခမညာတွေးပြက်သွားပြီးနောက်ပြန်လက်ပြေးနေတော့မှဘေဘရက်ကပြစ်လိုက်တဲ့ကြည်စံမန်းလဲတော့မသိဘူး ဘိုလ်ကြီးရဲ့စအိုတက်တဲ့တဲကိုထိသွားရှာတယ်။ပြောရရင်တော့ဗျာစအိုပွင့်ပြီးရှောသွားတယ်ပေါ့။ဒီလိုနဲ့ပဲအင်အားနေရာကျော်ပါစစ်ကြောင်းကြီးဟာအနေငယ်ရိုင်းနေသွားပြီးနှောက်ပြန်ဆုတ်လိုက်ရတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးတက်မတော်သတင်းမှန်ပြန်ကြားရေးတာဝန်ခံဘိုလ်ချုပ်ဇော်မင်းထွန်းကတော့နှုတ်ပိတ်နေပြီ။ဟိုဘက်ကဗဒက်တွေကတော့ဗီဒီယိုနဲ့တကွသတင်းထုတ်ပြန်လာတယ်။ဘိုလ်ကြီးအပါဝင် ကိုဦးထက်မင်းနဲ့တည်ဆုံးပြီး ကိုဦးအရှင်ဖမ်းမိတာကထုံးစားအတိုင်းထမင်းတောင်းစားနေလို့ထမင်းကျိုးဖို့အတွက်ပြင်ဆင်နေရကြောင်းတည်ထုတ်ပြန်ခဲ့ပါတယ်။ရင်ဘတ်အောက်တက်သူများတက်မတော်ချစ်သူများအနေနဲ့ဒီဗီဒီယိုဖိုင်လေးကို မကြည့်ကြဖို့တတိပေးပါစီ။